အဲ့ဒီလိုပေါ့နော်ကျွန်တော်တို့ဒါကကျွန်တော်တို့ကခင်းချောက်ခင်းမှာ94ဖွဲ့စည်းပုံရဲ့ဆိုရှယ်လေးဖွဲ့စည်းပုံရဲ့အားနဲ့ချက်တွေကြောင့်ဘာဖြစ်လဲ88အရေးခင်းကြီးပေါ်လာတယ်အဲ့ဒီလိုနဲ့ဒီလိုသူတည်တနာပြုချက်တွေပေါ်လာတယ်အဲ့တော့အာနာသိမ့်လိုက်တယ်နဝဒအာနာသိမ့်လိုက်တယ်အဲ့တော့အဲ့ဒီမှာအာနာရွယ်ချက်၄ချက်ချတယ်အဲ့ဒီထဲမှာဘာပါလဲပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်ကျင်းပပေးရေးဆိုပြီးတော့ပါတယ်1988မှာ ရွယ်ချက်၄ချက်ချတော့နော်အဲ့တော့ကျွန်တော်တို့ကရွယ်ထားတဲ့ရွယ်ချက်အတိုင်းကိုကျွန်တော်ကပြည်သူထံကိုအာဏာပြန်လွှဲပေးရတော့မယ်သူက84ဖွဲ့စည်းပုံဖျက်ပလိုက်ပြီ84ဆိုရှယ်လစ်ဖွဲ့စည်းပုံဖျက်လိုက်ပြီဖြစ်တဲ့အခါကျတော့ပြည်သူတွေရှိရအာဏာသိမ်းထားပြီနဝတအစိုးရဥဆုံးမောင်ကြီးကအာဏာသိမ်းထားပြီဆိုတော့ပြည်သူတွေရဲ့အာဏာကိုပြည်သူပြန်လွှဲပေးရတော့မယ်နော်ပြန်လွှဲပေးဖို့စီစဉ်ရပြီပေါ့အဲ့တော့ ူက84ဘော်စည်းဘုံဆိုတာကတပါတီစနစ်ဗျနော်တပါတီဆိုရှယ်လစ်စနစ်ဒါကြီးကခြုံငိမ့်သွားတာပေါ့နော်အဲ့တော့အဲ့ဒီမှာကျွန်တော်အာနာလဲဥဆုံးမောင်ကြီးအာနာလဲတိမ့်ပြီးရောရွေးကောက်ပွဲပြန်ကြည့်ပါမယ်ဆိုရွေချက်မှာပါလာပြီလေပါလာတာကျွန်တော်အမပါတီတွေအပြိုင်ဆိုင်ထောင်ကြတာပေါ့နော်ပါတီတွေပါတီပေါက်235ပါတီတော့ဗျဘလောက်တောင်ဖျူဖျဲနိုင်လဲ ဘလောက်တောင်စီလုံးမှုပြုကွဲလဲဆိုတော့ပါတီပေါက်235ပါတီပေါ်ပေါက်လာတယ်တဲ့အဲ့တော့ပါတီတွေအများကြီးရှိချင်းရှိတဲ့အတွက်ကြောင့်ကျတို့အမျိုးသားစီလုံးညွတ်မှုဒါပြုကွဲခြင်းရဲ့နမိတ်ပဲအဲ့လောက်အများကြီးရှိနေမှာတော့တကြောင်တကာစားတရားတပုတ်ဆန်းသူကလည်းတမှုဟိုလူကလည်းတမှု235ပါတီတော့နော်ပါတီတွေအများကြီးပေါ်လာအဲ့တော့88မှာ အာနာဥဆုံးမောင်ကြီးကတင်းပြီးတော့နာဝတာအစိုးရကြီးကတက်လာတဲ့ခါကျတော့ရည်ရွယ်ချက်တိုင်းကိုရွေးကောက်ပွဲကျင်းပပေးရမယ်။ဒါပေမဲ့တေချာနားထောင်တော့အရေးကြီးတဲ့ကဏ္ဍလာပြီ။အရေးကြီးတဲ့ကဏ္ဍထက်လာပြီ။အကုန်လုံးကတော့အရေးကြီးတာပဲ။ဒါပေမဲ့အဓိကချက်တွေကိုကျွန်တော်ပြောနေတာမြမတမိုင်းခစ်ချောက်ခင်းနဲ့ပတ်သက်ပြီးတော့ရှင်းစစ်ချင်းမှာအာနာလိန်လေးတင်ပြီးရော86ခုနှစ်ဇွန်လ9ရက်နေ့ပါစပြီးတော့ကျွန်တော်တို့ အရင်အာနာသိမ့်ပြီးရတော့ဥသာသတင်းစာရှင်းလင်းပွဲတွေကလောက်တာပဲလေနော်အခုလဲနာဇာကအစိုးရရသတင်းစာရှင်းလင်းပွဲတွေလောက်တာပဲလေဒါပေမဲ့အခုအခုသတင်းစာရှင်းလင်းပွဲက43ကြိမ်မြောက်86ခုနှစ်ဇွန်လ9ရက်နေ့မှာ43ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲလုပ်တယ်အဲ့ဒီမှာနာဝတသတင်းထုတ်ပြန်ရေးအဖွဲ့ကနေပြီးတော့အာနာလွှဲပြောင်းရေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတဲ့အချက်3ချက်ရှိတယ်။တေချာလေးနားထောင်တော့ဒါအရေးကြီးတဲ့အချက် ပြီးရင်ကျွန်တော်ပြောရင်းပြောနေခင်ဗျားတို့မြင်လာလိမ့်မယ်88မှာအာနာသိမ့်နေရွေချက်လေးချက်ကြတယ်ရွေးကောက်ပွဲကျင်းပမယ်လို့ပါတယ်ပြည်သူထံကိုအာနာပြန်လွှဲပေးရမယ်အဲ့ဒီတော့ကျွန်တော်တို့က89မှာ53ချိန်မြောက်သတင်းစာရှင်းလင်းပွဲလုပ်တဲ့ခါကျတော့အချက်၃ချက်စပြောပြီးအရေးကြီးတဲ့အချက်မို့လို့ကျွန်တော်ကတေချာမှတ်ပေးတာနံပါတ်1ချက်ကရွေးကောက်ပွဲကိုမလွှဲမသွေကျင်းပပေးမည် ရွေးကောက်ပွဲကို မလွဲမသွေကျင်းပပေးမယ်ရွေးနမနှိချက်ရွေးကောက်ပွဲပြီးရင်ချက်ချင်းအာနာလွှဲပေး၍မရတဲ့တေချာလက်တော့နော်ရွေးကောက်ပွဲပြီးရင်ချက်ချင်းအာနာလွှဲပေး၍မရအာနာမလွှဲပေးနိုင်ဘူးနမ3ပြည်သူလူထုကအတီးပြုသည့်ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာမည့်အစိုးရကိုအာနာလွှဲပေးမည် ရှင်းရှင်းလင်းတော့ရွေးကောက်ပွဲတော့မကျင်းပါသေးဘူးကြိုတင်ပြောနေပြီအာနာသိန်းအစိုးရကအာနာပေးမယ်လို့မပြောဘူးရွေးကောက်ပွဲလုံးမယ်1990မှာရွေးကောက်ပွဲလုံးမယ်အာနာတော့မရဘူးဒါပေမဲ့မင်းတို့နိုင်တဲ့ပါတီတွေကညီလာခံကြီးကျင်းပပြီးတော့ဖွဲ့စည်းပုံရေးရမယ်အဲ့ဒီဥပဒေနဲ့အညီပြည်သူလူကပြန်တင်တဲ့အစိုးရကိုပဲနဝတအစိုးရကအာနာလွှဲမယ်ဆိုပြီးတော့ တေးသေးချာချာပြောထားပြီးသား89တဲ့ကအဲ့ဒီမှာစောစောက235ပါတီထောင်ထားတဲ့သူတွေကဟာဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီးတော့ဘာမှဖြစ်ပါဘူးကွာဒီလောက်ဖြစ်တာဟဲ့ရငါတို့နိုင်ဖို့အရေးကြီးတယ်ဆိုပြီးတော့ဝိုင်းပြီးတော့လှုပ်ကြတာမနိုင်နိုင်အောင်လှုပ်ကြတာနော်ငါတို့နိုင်ဘာလုံးမယ်အစားရေးထားကြတယ်ဗျနော်အဲ့ဒီလိုနဲ့ 1990မေလ28ရက်နေ့မှာပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပတာပေါ့မေလ28ရက်နေ့မှာ235ပါတီကတော့မှတ်ပုံတင်ထားခဲ့တယ်ဒါကြိမဲ့တကယ်ဝင်ရောက်ရှင်ပြိုင်တာက63ပါတီပဲပြိုင်တယ်နိုင်သွားတဲ့ပါတီက28ပါတီပဲနိုင်တယ်တောင်ကျိုကမ်းပြိုနိုင်တာက NLD ကျွန်တော်အကြောင်းပဲပြောနေတာမို့တေချာတော့အသုံးနှုံးဥစားစားတေချာကြည့်နော်တောင်ပြိုကမ်းပြိုနိုင်တာက NLD ဒုတိယက SNLD တတိယကရခိုင်စတုတ္ထကတဆညဟာတဆညစတုတ္ထပဲစိတ်တယ်တကယ်ဆိုတဆညမဆလာပါတီဗျမဆလာအသွင်ကြောင်းပါတီဘာဖြစ်လို့စတုတ္ထပဲချက်ရတာလဲဘာဖြစ်လို့ NLD ကတောင်ပြိုကမ်းပြိုနိုင်ရတာလဲ1990မှာတည်းက ပါတီပေါင်း235ပါတီရှိရတာ ਨੇ တကယ်ဝင်ပြိုင်တော့63ပဲပြိုင်တယ်။သိချစဉ်းစားကြရတယ်ရှိတယ်နော်။အဲ့တော့အဲ့ဒီပါတီတွေကသူတို့နိုင်ဘာလုပ်မယ်ဆိုပြီးတော့ကြိုတင်ဆွေးနွေးခဲ့ကြတယ်ဗျ။